အားလုံးမင်္ဂလာပါခင်ဗျာမိတ်ဆွေတို့ကိုဒီဗီဒီယိုဖိုင်မှာဘုသူတဖြစ်မျှဝေဆွေးနွေးပေးနေတာကတော့အင်ဂျင်ဝိုင်းတဲကိုအင်ဂျင်ကူးလန့်ရောစေနိုင်တဲ့ကိုပလက်ရဲ့ပြည့်ချက်နဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ကိုဘုသူတဖြစ်မျှဝေဆွေးနွေးပေးခြင်းပါတယ်ကိုပလက်ကိုတော့ freeze plate လို့လည်းခေါ်ပါတယ်အဲ့တော့ကိုပလက်တွေကအင်ဂျင်ရဲ့ head တွေအင်ဂျင်ရဲ့ block တွေမှာတက်ဆင်အသုံးပြုကြပါတယ်အဲ့တော့အင်ဂျင်ဝိုင်းတဲကိုအင်ဂျင်ကူးလန့်နေရောစေနိုင်တဲ့ ပြစ်ချက်တွေကအများကြီးပဲရှိနိုင်ပါတယ်။ gasket ပြတ်တာပဲဖြစ်ဖြစ်ဥမာဒီနဲ့ engine line နဲ့ဒီရေ line နဲ့ပေါ့ဗျာရောတဲ့ပြစ်ချက်တွေပဲဖြစ်ဖြစ်အကြောင်းမျိုးမျိုးကြောင့် engine line တွေကို engine ကူးလမ်းရောစီနိုင်တဲ့ပြစ်ချက်တွေကဖြစ်စီနိုင်တယ်။အဲ့ဒီထဲကမှ core plate ရဲ့ပြစ်ချက်ကြောင့်လည်း engine line တွေကို engine ကူးလမ်းတွေရောစီတဲ့ပြစ်ချက်ကိုကြုံတွေ့နေနိုင်ပါတယ်။အဲ့တော့ကျွန်တော်တို့ core plate တွေကတကယ်တမ်းဆိုတော့ဗျာဟိုးရင်တော့က သူ့ရဲ့အသုံးပြုရတဲ့ရည်ရွယ်ချက်ကကြတော့အင်ဂျင်ကြီးတွေမှာဒီ Go Black ကဟိုတကယ်တမ်းဆိုလို့ရှိရင်တော့မိုးလောင်းတဲ့အခါမှာအထဲထဲမှာထည့်ထားတဲ့မိုးရဲ့ဒီသဲတွေပေါ့ဗျာအဲ့ဒါတွေကိုပြန်ထုတ်ဖို့အတွက်ပြန်ထုတ်ရတာလွယ်ကူအောင်ဆိုပြီးတော့သူ့ရဲ့ရည်ရွယ်ချက်ကဒီ ကိုဘလက်တက်ဆင်နေပေါ့ဗျာအဲ့ဒီအပေါက်တွေမှာကိုဘလက်တွေကိုတက်ဆင်ကြတယ်အဲ့ဒီကိုဘလက်တွေကအရင်တော့ကအင်ဂျင်ကြီးတွေမှာတကယ်ကိုပြဿနာကြီးကြီးမားမားပြီးခဲ့တယ်ဒီဘက်ခင်မှာကတော့ကိုဘလက်ရဲ့ပြဿနာကတော်တော်နည်းသွားတယ်လို့ပြောလို့ရတယ်အဖြစ်နည်းတဲ့ပြည့်ချက်ထဲမှာပါဝင်တယ်ဒါပေမဲ့မပြတ်ဘူးလားဆိုတော့ပြတ်တဲ့ထဲမှာပါဝင်တယ်အဲ့တော့ကိုဘလက်တွေတန်ကြီးတက်တာတွေကိုဘလက်တွေပေါက်တာတွေပွင့်ထွက်တာတွေပေါ့ဗျာဒီလိုပြဿနာမျိုးတွေကတော့ကြုံတွေ့ရမှာဖြစ်ပါတယ်အဲ့တော့ဒီကိုဘလက်တွေက ဘာကြောင့်ပြတ်တာလဲပြတ်တဲ့အခါမှာဘာတွေဖြစ်နိုင်တာလဲဒီအကြောင်းအရာတွေကိုကျွန်တော်တို့ဆွေးနွေးကြည့်ကြရအောင်အဲ့တော့ core plus ဆိုတာကဘာလဲပေါ့ဗျာအဲ့တော့ core plus ဆိုတာကဘာလဲဆိုတော့ကျွန်တော်ခုနပြောခဲ့သလိုပဲသူ့ရဲ့မူလရည်ရွယ်ချက်ကကြတော့ကျွန်တော်မိုလောင်းနေမိုလောင်းနေအခါမှာအဲ့ဒီ ဒီခြေထဲမှာရှိတဲ့ကလီဇာတွေအကုန်ထုတ်ပြီးရင်ပြန်ပိတ်ဖို့လိုတယ်အဲ့နေရာမှာကိုပလက်နေနဲ့အဝိုင်းနေတက်ဆင်ထားတယ်ပေါ့အဲ့ဒီအပေါက်တွေကနေပြီးတော့သဲတွေပေါ့ဗျာမိုးလောင်းနေတဲ့ထဲမှာသဲပဲဖြစ်ဖြစ်သူမိုးအတွက်အသုံးပြုတဲ့ပစ္စည်းပေါ့အဲ့ဒါတွေကိုပြန်ထုတ်ဖို့အတွက်အသုံးပြုပါတယ်เนาะအဲ့တော့အဲ့ဒီအပေါက်လေးတွေကိုပြန်ပိတ်ဖို့အတွက်ကကိုပလက်ကိုအသုံးပြုတာဖြစ်တယ်အဲ့တော့ကိုပလက်က အင်ဂျင်ဟက်မှာလည်းရှိတယ်အင်ဂျင်ဘလောင်းမှာလည်းရှိတယ်အဲ့တော့ကိုဘလက်ကရေလိုင်းအထူးသဖြင့်ကတော့ကျွန်တော်တို့အင်ဂျင်ရဲ့ရေလိုင်းမှာပဲကိုဘလက်ကိုတက်ဆင်ကြတာဖြစ်တယ်အဲ့တော့ water jacket line တွေမှာကိုဘလက်ကပိတ်ပေးထားတယ်အဲ့တော့ကိုဘလက်ထည့်ရတဲ့ရွယ်ချက်ကိုကကျွန်တော်ခုနပြောသလိုပဲမိုးလောင်းတဲ့အချိန်မှာသုံးနာတစ်ခုရဲ့နောက်တစ်ချက်ကအပူဒဏ်ကိုလည်းခံနိုင်တယ်ဖိအားဒဏ်ကိုလည်းခံနိုင်အောင် အပူဒဏ်နေဖီအားဒဏ်နေကြောင်းအင်ဂျင်ဟက်တွေပွင့်ထွက်တာအင်ဂျင်ဘလော့တွေပွင့်ထွက်တာကိုကာကွယ်ပေးဖို့အတွက်ကိုပလက်တွေကိုထည့်ထားတာလေတပိုင်းပါဝင်ပါတယ်တကယ်လို့အကြောင်းမျိုးမျိုးကြောင့်ဟီးတက်တယ်ဗျာဒါမှမဟုတ်ရင်အထက်ထဲမှာအင်ဂျင်ကူးလိုက်ရဲ့ line မှာဖီအားတွေရမ်းများသွားတယ်အပူတွေရမ်းများသွားတယ်ဆိုရင်အင်ဂျင်ဘလော့တွေအင်ဂျင်ဟက်တွေကွဲထွက်သွားနိုင်တယ် အဲ့ဒါလို့အဲ့လိုမျိုးအခြေအနေမျိုးမှာဆိုရင်ကိုဘလက်ကပွင့်ထွက်လာတယ်ပွင့်ထွက်လာပြီးတော့အင်ဂျီကူးလန်တွေကိုရှော့ချပြစ်တယ်ပေါ့ဗျာအဲ့လိုပုံစံမျိုးနဲ့သူကဖိအားတွေအပူတွေကိုလည်းရှော့ချပေးပါတယ်ဒါဆိုရင်ကိုဘလက်တွေကဘာကြောင့် ြက်စီးတာလေအဲ့တော့ကိုဘလက်တွေပြက်ရတဲ့အကြောင်းရင်းတွေရှိတယ်အဓိကအကြောင်းရင်းကတော့ကိုဘလက်ပြက်ရတာကအင်ဂျင်ကူးလန့်မသုံးပန်းနဲ့ရိုးရိုးရေသုံးတာကြောင့်ဖြစ်တယ်အဲ့တော့ရိုးရိုးရေသုံးတဲ့အခါမှာရေဆိုတဲ့သဘောကတန်ကြီးလိုက်တယ်တန်ကြီးလိုက်တယ်ဆွေးတယ်အဲ့တော့ရေကိုသုံးရင်အင်ဂျင်ရဲ့ဝါတာဂျက်ကက်လိုင်းတွေမှာဆိုရင်အဲတန်ကြီးရောင်နေအများကြီးထလာတယ်အဲ့ဒီကနေအနေတွေဖြစ်လာတယ်အမှုံတွေဖြစ်လာတယ်ပိတ်တယ်ပေါ့ဗျာအဲ့လိုပုံစံမျိုးဖြစ်တဲ့အတွက်ကျွန်တော်တို့အနေနဲ့က engine ရဲ့ cooling စနစ်မှာ အင်ဂျင်ကူးလိုင်းကိုသာသုံးစီခြင်းနဲ့ရေဆိုရင်ရေတန်းအောင်သုံးလို့မရအောင်ရေတန်းကိုတော့သုံးတာကဘလို့နေထားပြီးမှသုံးလို့ရလဲဆိုတော့ဥပမာပြအင်ဂျင်ကူးလိုင်းကို100%အစီပေါ့အစီကိုသုံးတဲ့အခါမှာကတော့ရေနဲ့ရောဆက်တယ်အဲ့ဒီရေကရေတန်းဖြစ်ဖို့လိုအပ်တယ်အဲရိုးရိုးပုံမှန်ကောင်းကရေမျိုးတွေကန်နေရရေမျိုးတွေခြောင်နေမြောင်းနေကရေမျိုးတွေတော့ဖြစ်လို့မရအောင်အရင်တော့ဆိုရင်အဲ့ဒီရေတွေကအစင်ပြတဲ့နေရာကနေပြီးတော့ကောက်ခတ်လိုက်တယ်ထည့်လိုက်တယ်ပေါ့အဲ့ဒီကနေရေတိုင်းကြီးတွေပိတ်တယ် ရေလေဝင်ပြတ်တယ်တာမိုစတက်ကြီးချမ်းဖြစ်တယ်အင်ဂျင်ရဲ့ဝါတာဂျက်ကက်လိုင်းကြီးကြီးတွေလိုက်လာတယ်အဲ့လိုမျိုးတွေကနေနောက်ဆက်တွဲကိုးပလက်တွေပြတ်ရတဲ့အကြောင်းရင်းတွေဖြစ်လာတယ်အဲ့တော့ဟိုးရင်တော့ကကားတွေကားအင်ဂျင်တွေမှာအဲပြောမယ်ဆိုရင်တော့ဒီအဓိကပြတ်ခဲ့တဲ့ကိုးပလက်တွေအဓိကပြတ်ခဲ့တယ်ဆိုတဲ့အကြောင်းရင်းမှာရေကိုတုံးခဲ့တာကြောင့်လည်းဖြစ်တယ်။နောက်ပိုင်းမှာကုလက်နေပေါ်လာတဲ့နောက်ပိုင်းမှာဆိုရင်တော့ကိုဘလက်တွေပြတ်သွားတာတော်တော်လေးတိတိတသားကိုနေသွားပါတယ်။ဒါကြောင့် ဒီကိုပလက်တွေပြက်ရတဲ့အဓိကအကြောင်းရင်းတွေထဲမှာရိုးရိုးရေကိုသုံးတာ တန်ကြီးတက်ပြီးတော့မှပေါက်ပြီးတော့ပြက်တဲ့ပြဿနာမျိုးတွေဖြစ်တတ်ပါတယ်။နောက်တစ်ချက်နောက်တစ်ချက်ကတော့ဗာလဲဆိုလို့ရှိရင်အင်ဂျင်ကူးလန့်ကိုအချိန်ကာလအကြာကြီးသုံးတာအင်ဂျင်ကူးလန့်ဒီမှာတက်တန်းနေရှိတယ်။အင်ဂျင်ကူးလန့်အရေသွေးပေါ်မူတည်ပြီးတော့တက်တန်းနေရတော့ကွာမဲပေါ့ဗျာ။ချိုးဆိုရင်တော့2နှစ်ပေါ့။ချိုးဆိုရင်4နှစ်ချိုးဆိုရင်9နှစ်ပေါ့။ဒါကတော့အင်ဂျင်ကူးလန့်ထုတ်တဲ့ကုန်တွေကနေပြီးတော့မှပြီးတယ်။အင်ဂျင်ကူးလန့်ကိုဘယ်လောက်ကျမှလဲပါဆိုတဲ့ပုံစံမျိုးတွေပြောကြတယ်။ဒါပေမဲ့ကျွန်တော်တို့ကခါကြလို့ရှိရင်အင်ဂျင်ကူးလန့်ကိုမေ့ဆွေးနေအောင်သုံးတာ10နှစ်15နှစ်အဲ့လောက်ထိသုံးကြတယ်။အဲ့ တော့လုံးဝမလဲဘူးအင်ဂျင်ကူးလင်းစနစ်မှာပြစ်ချက်ဖြစ်လာပြီဆိုတော့မှအင်ဂျင်ကူးလင်းကိုလဲကြတာမျိုးလုပ်တယ်ပေါ့ဗျာအဲ့ဒါကလည်းတော်တော်အန္တရာယ်များတယ်အင်ဂျင်ကူးလင်းကသူ့ရဲ့သတ်မှတ်ထားတဲ့တက်တန်းကျော်သွားတဲ့အခါမှာအင်ဂျင်ကူးလင်းထဲမှာပါတဲ့အဲဒီအဖြစ်ပစ္စည်းတွေပေါ့ဗျာပြောမယ်ဆိုတော့အလွယ်ပြောမယ်ဆိုတော့ကမ်မီကယ်တွေပေါ့အဲ့ဒါတွေကဘာဖြစ်လာမလဲဆိုတော့ ဓာတုတက်ပြုတ်မှုတွေဖြစ်ဖြစ်ပြီးအည်သွေးတွေကြကြလာပြီးအနယ်တွေဖြစ်လာတယ်အဲ့ဒီအနယ်တွေအမှုန်တွေကတန်ကြီးတက်တယ်လို့မျိုး ဖြစ်တတ်ပါတယ်အနယ်တွေအမှုန်တွေစုတဲ့ပြဿနာမျိုးဖြစ်တတ်တယ်ရေတိုင်းကြီးထဲမှာဆိုရင်အင်ဂျင်ကူးလန့်ကိုသုံးတာအရန်ကြာလို့မလဲပန်းတဲ့ဒီတိုင်းပဲထားရင်ရေတိုင်းကြီးထဲမှာရေချိုးပုံစံမျိုးအင်ဂျင်ကူးလန့်ကအဲ့ဒီမှာအမှုန်တွေအနယ်တွေနဲ့သွားပိတ်နေတာမျိုးတွေလည်းဖြစ်တတ်တယ်အဲ့တော့ ဒီကိုပလက်တွေမှာလည်းအင်ဂျင်ကူးလန့်ရဲ့အနယ်တွေမှုန်တွေကလာကပ်ပြီးတော့နောက်ဆက်တွဲအနေနဲ့ပေါက်တဲ့ပြဿနာမျိုးတွေဖြစ်တတ်တယ်အချိန်ကာလအကြာကြီးပေါ့ဗျာမလဲပန်းနဲ့ဖြစ်ထားလို့ရှိရင်အဲဒီကိုပလက်တွေပေါက်တဲ့ပြဿနာအထိကြုံတွေ့နေနိုင်ပါတယ်နောက်တစ်ချက်ကကြတော့အင်ဂျင် overheat ဖြစ်ရင်လည်းအင်ဂျင်ရဲ့ဒီကိုပလက်တွေပွင့်ထွက်သွားနိုင်တယ်အဲ့တော့ overheat ဖြစ်တဲ့အချိန်ကြာလို့ရှိရင်ဘာပြဿနာတက်လဲဆိုရင်အဲ့ဒီ overheat ဖြစ်တဲ့ pressure ဖိအားရှိမယ်အပူချိန်ရှိမယ်အဲ့ဒါကြောင့်အဲ့ဒီကိုပလက်တွေက ယိုစိမ့်သွားတာတွေပျက်စီးတာပျက်စီးသွားတာတွေပေါက်ထွက်တာတွေကြုံတွေ့နေနိုင်ပါတယ်။နောက်တစ်ချက်ကတော့တက်တန်းကြောင့်ပျက်စီးတာပေါ့ဗျာ။တက်တန်းကြောင့်ဆိုတော့ကိုဘလက်တွေဆိုတာလည်းတက်တန်းတစ်ခုကြာသွားလို့ရှိရင်ပျက်စီးတာပဲပေါ့နော်။အဲ့လိုမျိုးတက်တန်းကြောင့်မလုံတော့တာတက်တန်းကြောင့်နည်းနည်းဆွေးသွားပြီးတော့ပြတ်တာဒီလိုပြဿနာမျိုးကြီးလည်းကြုံတွေ့နေနိုင်တယ်။နောက်ထပ်တစ်ချက်ကတော့ installation error တက်စင်တဲ့လိုအပ်ချက်ပေါ့။ဥပမာကိုဘလက်ဆိုတာကညီနေအောင်တက်ရမယ်၊သူ့ရဲ့နှခမ်းကညီနေရမယ်၊ပြီးရင်စီးလန့်သုံးရမယ်၊စီးပေါ့ဗျာ၊စီးသုံးရမယ်။ ကော်ပေါ့ပြောမယ်ဆိုရင်အဲ့ဒါတုံးရမယ်တုံးပြီးတော့မှသေချာမှန်မှန်ကန်ကန်သေချာရိုက်ထည့်ပြီးတော့တက်ဆင်ပေးရမယ်အဲ့လိုမဟုတ်ဘန်းနဲ့တက်ဆင်တဲ့ပုံစံလိုအပ်ချက်ကြောင့်လဲကူပလက်တီကနေပြီးတော့မှအင်ဂျင်ကူလက်နေယူစိမ့်တဲ့ပြဿနာမျိုးကိုကြုံတွေ့နေနိုင်ပါတယ်ဒါဆိုရင်ကူပလက်တီပြတ်တဲ့အခါမှာဘလူမျိုးပြစ်ချက်တွေကြုံတွေ့နေနိုင်လေအဲ့တော့ကျွန်တော်ဒီနေ့ခေါင်းစဉ်ပေးထားတဲ့ဒီဗီဒီယိုဖိုင်မှာခေါင်းစဉ်ပေးထားတဲ့ဟာလေးကကိုပလက်တီအဲကျွန်တော်တို့ပြက်တာကပေါ့နော်အဲကျွန်တော် အီအင်ဂျင်ဝိုင်ထဲကိုအင်ဂျင်ကူးလန့်နေရောတာကဒီကိုဘလက်တွေပြက်ရင်လဲရောစီတယ်ဆိုတဲ့ခေါင်းစဉ်ကဒီမှာပါဝင်လာမယ်အဲ့တော့ကိုဘလက်တွေပြက်ရင်ဘယ်လိုမျိုးလက္ခဏာတွေဘယ်လိုမျိုးပြဿနာတွေကြုံတွေ့ရမလဲအဲ့တော့ကိုဘလက်တွေယိုဆိုင်ရင်အင်ဂျင်ကူးလန့်ကတော့ယော့မှာပဲအင်ဂျင်ကူးလန့်ယော့ရင်ဘာဖြစ်မလဲအင်ဂျင်ဟိတက်တဲ့ပြဿနာအထိကြုံတွေ့နေတဲ့ဒီနေရာမှာ ကိုပလက်ဒီပေါက်ထွက်လို့အင်ဂျင်ဘက်ကိုအင်ဂျင်ကူးလဲယိုစိတ်နာလဲရှိတယ်လို့အတွင်းထဲကိုယိုစိတ်နာလဲရှိတယ်အပြင်ဘက်ကိုယိုစိတ်နေဆိုရင်တော့အင်ဂျင်ဝိုင်ထဲကိုအင်ဂျင်ကူးလဲရောစရာအကြောင်းမရှိဘူးဒါပေမဲ့အတွင်းထဲကိုယိုစိတ်နေပြဿနာမျိုးရှိတယ်အဲ့ဒါကဘယ်နေရာလဲဆိုတော့အင်ဂျင်ရဲ့ဟက်မှာအဲကိုပလက်ဒီရှိတယ်အဲ့ဒါကအင်ဂျင်ဟက်အပေါ်မှာလဲရှိနိုင်တယ်နောက်တစ်ချက်ကအင်ဂျင်ဟက်ရှေ့ဘက်ခြမ်းမှာ ရှိဘက်ချမ်းကကျတော့သူကတိုင်ပင်ချင်းနေတိုင်ပင်ဘက်ကြီးရှိမယ်ဗျာအဲ့ဒီဘက်ချမ်းမှာဒီတိုင်ပင်ချင်းနေတိုင်ပင်ဘက်ကြီးရဲ့နောက်ဒီဟက်မှာမရှိမယ်ဆိုကိုဘလက်လေးရှိမယ်အဲ့ဒီကိုဘလက်ကအကြောင်းမျိုးကြောင့်ပေါက်သွားရင်အဲ့ဒီကနေပြီးတော့အင်ဂျင်ဝိုင်းကြီးကစီးကြစီးကြရင်အင်ဂျင်ရဲ့ grind gear တဲ့ဒီအဲ့နေရာကဆက်နေတာဖြစ်တဲ့အတွက် grind gear ကြီးဒီဝင်သွားနိုင်တယ်ဒါကြောင့်အင်ဂျင်ဝိုင်းထဲမှာအင်ဂျင်ကူးလန့်ရောတဲ့ပြဿနာကကိုဘလက်တွေကြောင့်လည်းဖြစ်တတ်တယ်ကိုဘလက်တွေပေါက်ရင်လည်းဖြစ်တတ်တယ်အဲ့တော့ကျွန်တော်တို့အင်ဂျင် ဒီအင်ဂျင်ကူးလန့်တွေကကိုပလက်ပေါက်ပြီဆိုလို့ရှိရင်အင်ဂျင်ကူးလန့်တွေရော့မယ်အဲ့ဒီကနေနောက်ဆက်တွဲပါဖြစ်လာမလဲအင်ဂျင်ဟီတက်မယ်အင်ဂျင်ဟီတက်ရင်အင်ဂျင်ပြက်စီးမယ်နောက် gasket တွေပြက်မယ်အဲနောက် ring တွေကတ်မယ်ပေါ့ဗျာနောက်ဒီလေပတ်နေတဲ့အစိပ်ပိုင်းတွေမှာဆိုရင်လည်းပူပြီးတော့ချက်သွားတာမျိုးတွေဖြစ်တတ်တယ်ဒါကအရန်ကိုဆူဆူရွာဖြစ်နိုင်တဲ့ပြဿနာနောက်တစ်ချက်ကတော့ဘာဖြစ်လာမလဲဆိုလို့ရှိရင်ကျွန်တော်တို့ဟိုဒါတော့တိတိကူကူပေါ့ဗျာဒီ heating function မရတာပေါ့ heater ပေါ့သူကအင်ဂျင်ကူးလန့်ရော့သွားပြီဆိုလို့ရှိရင် heater အတွက်အသုံးပြုတဲ့ ဂျင်ကူးလန်ကနဲသွားလို့ရှိရင်ဟီတာစနစ်အလုံးမလုံးတာမျိုးတွေဖြစ်တတ်တယ်နောက်တစ်ချက်ကအင်ဂျင်ကူးလန်တွေယူစိမ့်ပြီးတော့ဒီတိုင်းကြီးပေါ်ကြာဒီကျွန်တော်တို့အော်ဒါနီတာပေါ်ကြာတာတို့နောက်ဒီဘက်ဂျိုးတွေပေါ်ကြာတာတို့ဆန်စာတွေပေါ်ကြာတာတို့ဝါရင်းဒီဆော့ကက်တွေပေါ်ကြာတဲ့အခါမှာပျက်စီးနိုင်တယ်အင်ဂျင်ကူးလန်တွေကလည်းအဲ့ဒီပစ္စည်းတွေကို အော်နာနီတာဆိုရင်ဗျာသူကလျှက်စစ်ထုတ်ပြီးတဲ့ပစ္စည်းဖြစ်တဲ့အတွက်အဲ့ဒီပစ္စည်းကိုဖျက်ဆီးနေနိုင်တယ်ပေါ့ဗျာနော်ဒါကြောင့်ကျွန်တော်တို့အင်ဂျင်ကူးနဲ့ယူဆိုင်တာကကောင်းတဲ့လက္ခဏာမဟုတ်ပါဘူးနောက်တစ်ချက်အနေနဲ့ကကြတော့အော်ပြောမယ်ဆိုတော့စေးသားလေးပေါ်ကြတာပေါ့ဗျာ ရာဘာတွေစေးသားတွေပေါ်ကြအထူးသဖြင့်ကတော့စေးသားတွေပေါ်ကြလို့ရှိရင်အင်ဂျင်ကူးလန်းကြောင့်အဲ့ဒီစေးသားတွေထိထိထိဖြစ် ပြီးတော့ပျက်စီးတတ်တဲ့သဘာဝရှိပါတယ်เนาะဒါကြောင့်မဲအင်ဂျင်ကူးလန်းတွေကိုယူဆိုင်နေဆိုရင်ဘဲကပဲယူဆိုင်ယူဆိုင်ကျွန်တော်အနေနဲ့ချက်ချင်းစစ်ဆေးပြုပြင်ပြီးဖို့လိုအပ်ပါတယ်နောက်တစ်ချက်ကတော့ကျွန်တော်ခုနပြောပြရတဲ့အပါသလိုဟက်ကရှေ့ဘက်ခြံပေါ့ရှေ့ဘက်ခြံရဲ့အဲ့ဒီကိုဘလက်ကနေပေါက်ထွက်တဲ့အခါမှာဘာဖြစ်မလဲဆိုတော့အဲ့ဒီကနေအင်ဂျင်ဝိုင်ထဲကိုအင်ဂျင်ကူးလန်းတွေယူဆိုင်နေယူဆိုင်ပြီးတော့လာရောတဲ့ပြဿနာမျိုးကြုံတွေ့နေနိုင်ပါတယ်ဒါက ကိုပလက်ပေါက်လို့ရှိရင်ဒီလိုပြဿနာမျိုးတွေကြုံတွေ့နေနိုင်နေဆိုတဲ့အကြောင်းအရာပါ ဒါဆိုရင်ကျွန်တော်အနေနဲ့ဒီကိုပလက်တွေကိုမဖြစ်မနေပြန်ပြင်ရပြီကိုပလက်တွေပြင်လာတော့များသောအားဖြင့်ပြဒါကတော့ဝက်ရှော့တွေမှာလုံလေတော့တိတ်တော့မရှိဘူးတချို့ဝက်ရှော့တွေကတော့လုံတာမျိုးတော့ရှိပါတယ်ကိုပလက်တွေကိုယ်အင်ကိုလဲတာမျိုးပေါ့ဒါပေမဲ့ကျွန်တော်တို့အင်ဂျင်ကင်တဲ့အခါမှာမလုပ်ကြလဲဆိုတော့များသောအားဖြင့်ဝက်ရှော့ကအဲဒီအင်ဂျင်ဟက်တွေအင်ဂျင်ဘလောက်တွေကိုတက်ဆိုင်ရာသူ့ရဲ့ specialist ဆိုင်တွေကိုပို့ကြတာများတယ်အင်ဂျင်ဟက်ဆိုရင်လည်းဟက်ဆိုင်ပို့တယ်ဘလောက်ဆိုရင်လည်းဘလောက်ဆိုင်ပို့ကြတယ်ပေါ့ဗျာအဲ့လိုမျိုးတွေလုံကြတာတော့များပါတယ်ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီ ပေါ့နော်ကိုပလက်တွေကိုပြန်လဲတက်ဆင်တဲ့အခါမှာတိချစနစ်ကြဖို့လိုအပ်တယ်ကိုပလက်ရဲ့ site မှန်ဖို့လိုအပ်တယ်တိချဖို့လိုအပ်တယ်ပေါ့ဗျာနောက်တစ်ချက်ကသူ့ရဲ့ရိုက်ထည့်ရမယ့်အနက်တီကြကြဖြစ်ဖို့လိုအပ်တယ်။နောက်သူ့ရဲ့ housing ရိုင်းမထည့်ခင်မှာအဲ့ဒီ housing ရဲ့နှခမ်းကိုတီချာတန်းစင်အောင်တီချာအဲဘောနော်တန်ရှင်းစေခြင်းနဲ့နောက်ချက်ကစီးလန့်သုံးပေးရမယ်။သူ့အတွက်ကျွန်တော် တုတ်ပေးရတဲ့စီးလန်းတွေရှိတယ်စီးတွေပေါ့ဗျာเนาะအဲ့ဒါလေးတွေတေချာတုတ်ပေးဖို့လိုအပ်ပါတယ် RTV ဆိုတဲ့စီးနဲ့လည်းသုံးလို့ရတယ်ပေါ့ဗျာเนาะနောက်ချက်အနေနဲ့ကကြတော့ ကိုးပလက်တီကတခုပြက်ရင်အားလုံးလဲပြီးရတယ်အဲ့ဒါကတချို့ကြတော့တိတ်မလုပ်ကြဘူးကိုးပလက်ပေါက်ရင်ပေါက်တဲ့ကောင်ပဲလဲကြတယ်နှစ်ခုပေါက်ရင်နှစ်ခုပဲလဲတယ်ကျန်တဲ့ကောင်တွေမလဲကြဘူးဒါကမှားယွင်းတဲ့အချက်ဖြစ်တယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ကိုးပလက်ကဘယ်နှခုရှိလဲ10ခုရှိရင်10ခုလုံးလဲဖို့လိုအပ်တယ်4ခုရှိရင်4ခုလုံးလဲဖို့လိုအပ်ပါတယ်တစုံလိုက်လဲရတာပေါ့ဗျာနော်မလဲရင်ဘာဖြစ်လဲနောက်တခြားဟာတွေတိတ်မကြခင်မှာပေါက်လာလိမ့်မယ်နော်ဒီပြဿနာမျိုးတွေကြုံတွေ့နေနိုင်ပါလေလိုလေကူပြောမယ်ဆိုရင်ဗျာကားမှာ short absorber ချော့စော်ပါနှစ်ချောင်းရှိတယ်နောက်တော့နှစ်ချောင်းရှိတယ်ဆိုရင်ဘယ်နဲ့ညာနဲ့ဆိုရင်အဲ့ဒီနှစ်ချောင်းလုံးကိုစုံလိုက်လဲပေးရတယ်ကျွန်တော်တို့ကဘယ်ဘက်ကိုလဲပြီးရင်ညာဘက်ကိုကောင်းလို့ဆိုပြီးမလဲဘူးလို့ရင်အဲ့ဒီညာဘက်ကလည်းပေါက်ရင်ပေါက်မပေါက်ရင်အဲ့ဒီလဲနဲ့လဲလဲလဲတဲ့ဘယ်ဘက်ချမ်းကပြန်ပေါက်သွားတာမျိုးလဲကြုံတွေ့ရတယ်အဲ့တော့ဘလိုပဲဖြစ်ဖြစ်ကျွန်တော်တို့ကလဲရင်စုံလိုက်လဲရတယ်ဘရိတ်ဘက်တွေဆိုရင်လည်းရှေ့ဆိုရင်ရှေ့နောက်ဆိုနောက်စုံလိုက်တွေလဲရတာမျိုးတွေလုပ်ရပါတယ်အဲ့တော့ကိုးပလက်ကလည်းအဲ့ဒီတိုင်းပဲ10ခုရှိရင်10ခုလုံးလဲရတယ်၄ခုရှိရင်၄ခုလုံးလဲပေးဖို့လိုအပ်ပါတယ်နော် ။နောက်တစ်ချက်အနေနဲ့ကကြတော့ကျွန်တော်တို့ကအင်ဂျင်ကူးလန့်ကိုမဖြစ်မနေသုံးပေးဖို့လိုအပ်တယ်။အင်ဂျင်ကူးလန့်မှာတရားကိုင်းလုံးဆိုလို့ရှိရင်တော့ရေနဲ့အချိုးကျရောဆက်မယ်။တရားကိုင်းလုံးမဟုတ်ဘူး30ကိုင်းလုံး50ကိုင်းလုံးဆိုလို့ရှိရင်တော့ရေရောစရာမလိုဘူးဒါတိုင်းသုံးလို့ရပါတယ်နော်။ဒါကတော့ကိုပလက်ဒီနဲ့ပတ်သက်ပြီးတော့ဂယူဆိုင်ရမယ့်အချက်လေးတွေကိုမိတ်ဆွေတို့ကိုမျှဝေတာပါ။အချုပ်ပြောရမယ်ဆိုလို့ရှိရင်တော့ဗျာကျွန်တော်တို့ကိုပလက်ဒီပြက်ရတဲ့အဓိကအကြောင်းရင်းက ျွန်တော်အင်ဂျင်ကူးလက်မသုံးလို့ပါပဲเนาะအင်ဂျင်ကူးလက်မသုံးရင်ကိုပလက်တွေမြင်မြန်ဆန်းဆန်းပျက်စီးနေနိုင်တယ်အဲ့ဒီကနေပြီးတော့ကိုပလက်ပေါက်တာတခုလည်းမဟုတ်ဘူးဗျတကယ်တော့ကိုပလက်ပေါက်တာကအပြင်ဘက်ဆိုတော့မြင်နိုင်တယ်အတွင်းဘက်ဆိုရင်တော့အင်ဂျင်ကူးအင်ဂျင်ဝိုင်းနေထဲမှာအင်ဂျင်ကူးလက်တွေ့ရမယ်အဲ့ဒီအားကိုကျွန်တော်ကမတိပန်းနဲ့ဒီတိုင်းဆက်ပြီးတော့သုံးရင်ဘာဖြစ်မလဲ အင်ဂျင်ကူးလန့်ရော့သွားရင်ဟိတ်တက်မယ်။အင်ဂျင်ပိုင်းမှာကြီးကြီးမားမားဆူဆူရွာထိခိုက်မယ်။နောက်ဆုံးအင်ဂျင်ကင်ရတဲ့အဆင့်ထိဖြစ်တဲ့အတွက်ကုန်ကြစီကအများကြီးပဲကုန်ကြသွားနိုင်တယ်။ဒါကြောင့်ကျွန်တော်အနေနဲ့အင်ဂျင်အဲအင်ဂျင်မှာအသုံးပြုထားတဲ့ကူးပလက်တွေကိုလည်းတင်ချယူဆိုင်တင်သလိုအင်ဂျင်ရဲ့ကူးလင်းစနစ်မှာလည်းအင်ဂျင်ကူးလန့်ကိုသာအသုံးပြုစေချင်ပါတယ်။အင်ဂျင်ကူးလန့်ကိုကြိုက်တဲ့ရောင်သုံးမှာဘယ်ရောင်ပဲဖြစ်ဖြစ်အချမ်းမြင်ကတော့သုံးလို့ရတယ်။ဒါပေမဲ့ရောဆက်ပြီးသုံးလို့မရဘူး။ကိုယ့်ရဲ့ကားမှာအပြာရောင်သုံးထားတဲ့ဆိုရင် ကိုကထပ်ပြီးရောကျင်နေဆိုလို့ရှိရင်အမျိုးစားတူတဲ့အဲ့ဒီအပြာရောင်ကိုပဲထက်ထည့်ရမယ်။ပန်းရောင်သွားသုံးလို့မရဘူး။ပန်းရောင်သုံးကျင်နေဆိုရင်ကုံစင်ရောင်ဖောက်ချပြီးတော့မှပန်းရောင်သုံးလို့ရပါတယ်နော်။အဲ့တော့အင်ဂျင်ကူးလိုင်းဒီကိုလည်း100%အဲလုံးဝအပြည့်ပေါ့ဗျာ။အဲ100%ဆိုတာကသူ့ရဲ့အစီဘူးလို့ခေါ်တာပေါ့နော်။အဲ့တော့တရားခိုင်နှုန်းဖြစ်တဲ့အစီဘူးကိုတော့မသုံးစီခြင်းဘူး။ တကယ်ကတော့အစီဘူးကိုကြတော့ရေနဲ့ရောဆက်ပြီးသုံးလို့ရတယ်အဲ့တော့ရေမရောဘဲနဲ့တော့မသုံးသေးချင်ဘူးရေရောပြီးရောမှသာသုံးသေးချင်ပါတယ်အဲ့ဒါကိုတော့သူကအချိုးရရောဆက်ရမှာပေါ့ဗျာတကယ်လို့ကောင်းတာကတော့ရောဆက်ပြီးသားဖြစ်တဲ့ primit တွေကိုသာသုံးသေးချင်ပါတယ်30ဂိုင်းနှုံးလား20ဂိုင်းနှုံးလား30ဂိုင်းနှုံးလား50ဂိုင်းနှုံးလားအဲ့လိုမျိုး primit တွေသုံးမယ်ဆိုလို့ရှိရင်လည်းအဆင်ပြေပါတယ်ဘလို့ပဲဖြစ်ဖြစ် engine ရဲ့ cooling စနစ်မှာ engine ကူးလန်းတွေကိုပုံမှန် သုံးတင်တယ်ပုံမှန်စစ်ဆေးလဲလဲပေးတင်တယ်အင်ဂျင်ကူးလဲလဲတဲ့အခါမှာအချိန်ရတယ်အဆင်ပြေတယ်ဆိုရင်ရေတိုင်ကီကိုပါစီးပေးနိုင်ရင်တော့ပို့ပြီးတော့ကောင်းတယ်ခုနောက်ပိုင်းဆိုလို့ရှိရင်တော့နီးပညာတွေကပို့ပြီးမြင်လာတာဖြစ်တဲ့အတွက်ရေတိုင်ကီစီးရင်ဖြုတ်ပြီးစီးနေကြမလို့တော့ဘူး freshing တွေရှိတယ်ပေါ့ဗျာဒီကူးလဲနဲ့ပတ်သက်ပြီးတော့ fresh လုပ်လို့ရတယ်အင်ဂျင်တွေကောရေတိုင်ကီတွေကောအကုန်လုံးပြန်ပြီးတော့လှည့်ထုတ်တဲ့ပုံစံမျိုးပေါ့ဗျာဖောက်ချတဲ့အခါမှာအနယ်ဒီအမှုန်ကြီးကြီးတွေအကုန်ပါသွားတဲ့စီးရီတွေရှိတယ်အဲ့တော့အဲ့ဒါတွေသုံးပြီးတော့လေကျွန်တော်အနေနဲ့ traction လုပ်လို့ရတယ်ပြီးရင် engine coolant ထည့်မယ်အဲ့ဒီနေရာမှာသတိထားသင့်တဲ့အချက်တစ်ခုကတော့ အင်ဂျင်ကူးလန့်လှည့်ပြီးလဲပြီးတော့သုံးပြီးသွားရင်ကျွန်တော်တို့အနေနဲ့ရေချူတဲ့ဟာကိုလုံးဝမမိပါနဲ့အင်ဂျင်ရဲ့ကူးလင်းစနစ်မှာလေခိုနေလို့ရှိရင်နောက်ဆက်တွဲအင်ဂျင်ဟီတက်စေနိုင်တယ်ဒါကြောင့်လေလေလုံးဝမခိုအောင်ပေါ့ဗျာကျွန်တော်တို့အနေနဲ့တည်ချာချာလေးစနစ်ကြာအဲလေချူဖို့တော့လိုအပ်ပါတယ်အဲ့တော့ဒါကတော့ကျွန်တော်ဒီပေါ့နော်အင်ဂျင်ရဲ့ကိုပလက်ပေါ့ဗျာကိုပလက်နဲ့ပတ်သက်ပြီးတော့ခေါင်းစဉ်အောက်မှာ ျဝေရင်းနဲ့လေချူတဲ့အပိုင်းကလည်းရေးကြီးတဲ့ဆိုတဲ့ဟာလေးကိုထည့်သွင်းပြီးတော့မျှဝေတာပါအဲဒါကတော့ဒီဗီဒီယိုဖိုင်မှာကတော့ engine wire တွေကို engine ကူးလန့်နေရောစေနိုင်တဲ့ကိုပလက်ရဲ့ပြစ်ချက်နဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ကိုဘုရားဖြစ်မျှဝေဆွေးနွေးကြတာဖြစ်ပါတယ်အားပြီးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ